မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတက်ပါ DPP ရုံးမြင့်တန်းကျရဲ့နေ့လယ်နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြမှာပါခင်ဗျာနေပြည်တော်မှာဒုတိယအကြိမ်ဖြစ်ပြုလုပ်မဲ့ငင်းချမ်းရေးဆွေးနွေးပွဲအတွက်နေပြည်တော်မှာဒုတိယအကြိမ်ဖြစ်ပြုလုပ်မဲ့ငင်းချမ်းရေးဆွေးနွေးပွဲအတွက်လုံခြုံရေးတွေကြိုတင်တိုးထားတယ်လို့သိရပါဗျာ ငင်းချိုင်းဆွေးနွေးပွဲကိုလာမယ့်ဇွန်လ25ရက်နေ့ကနေ28ရက်နေ့ထိနေပြည်တော်မှာပြုလုပ်သွားမှာပါဒီဆွေးနွေးပွဲဖွင့်ပွဲကိုစစ်ကောင်းဆောင်ကိုယ်တိုင်တက်ရောက်သွားဖို့ရှိနေပြီးလုံခြုံရေးတွေကိုတော့အခုကတည်းကမြင့်တင်ထားတယ်လို့သိရပါတယ်စစ်ကောင်းစီအနေနဲ့အခုနဲ့ match လအတွင်းတော့ကနေပြည်တော် MICC2 ငင်းချိုင်းစကားဝိုင်း Peace Talk ကိုပြုလုပ်ခဲ့ပါသေးတယ်လက်ရှိချိန်မှာတော့အဆိုပါ MICC2 နာတဝိုက်ကိုရဲနဲ့ပြည်သူ့စစ်လုံခြုံရေးတွေအင်အားထုတ်ထားတာဖြစ်ပါတယ် အခုတစ်ချိန်ပြုလုပ်မဲ့ငင်းချမ်းဆွေးနွေးပွဲကိုတော့ငင်းချမ်းရင်တရားဥပဒေစိုးမိုးရေးနဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရတဲ့အတွက် UAB ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာတွေ့ဆုံဆွေးနွေးရေးအတွက်မူ၆ချက်အပေါ်မှာဆက်လက်ကင်ဆွဲထားပြီးလက်ရှိအချိန်ဟာအာနာသိန်းစစ်တပ်နဲ့တွေ့ဆုံဆွေးနွေးရမယ့်အချိန်မဟုတ်ဘူးလို့ K3C အဖွဲ့ဝင်ဦးအောင်ဆန်းမြင့်ကပြောပါရယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါရယ်ခင်ဗျာဘယ်ဥပပါဝင် နာဒိုင်းစစ်တပ်ကိုထောက်ခံခြင်းမရှိတဲ့အနောက်နိုင်ငံတွေကပါပေါ်လာရေးအင်အားစုတွေကိုစစ်တပ်နဲ့တွဆုံဆွေးနွေးစေပြီးမရှိကြုံတွေ့နေရတဲ့နိုင်ငံရေးပြဿနာကိုဖြေရှင်းကြဖို့ပြောဆိုတဲ့နေ့ထပ်ပေါ်လာတဲ့အချိန်မှာဂရီတရီစီအဖွဲ့ဝင်ဖြစ်သူကအခုလိုပြောဆိုလိုက်တာပါဂရီတရီစီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကရင်မျိုးသားတပ်တရေးပါတီ KMPP ကရင်မျိုးသားစီယို KMU နဲ့ချင်းမျိုးသားတပ်ဦး CNF အဖွဲ့ဝင်တွေကတော့ 2008ဖွင့်ပုံချေတဲ့ဥပဒေအောက်ကပေးတဲ့တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုရယူမှာမဟုတ်ဘူးလို့ကင်းဒီမျိုးသားတုတ်တရေးပါတီ KMPP အတွင်းမှုနဲ့ဥအောင်ဆန်းမြင့်ကဆိုပါတယ်။ဒီဆိုရင်စီမင်းနဲ့တော့ကျွန်တော်ဒါအဆုံးတိုက်ရမယ်လို့တော့ကျွန်တော်မှားနေတာပဲ။ဒါမှလည်းဒီနေ့ကျွန်တော်ပြောတဲ့ဒီဆိုရင်စီမင်းကတော့လက်ရှိအနေအထားမှာကျွန်တော်တို့စစ်တမ်းနဲ့ဆွေးနွေးဖို့တော့မဟုတ်ဘူး။ဆိုတော့ဒီလိုဆွေးနွေးတဲ့ဆွေးနွေးရမယ့်အချိန်ကတော့ ရှိလာလို့ပေါ့နော်အဲ့ဒီအဲ့ဒီတစ်ချိန်ဝင်ကျွန်တော်ပြောတာဖြစ်တယ်ဆိုတော့ဘလိုဝဲဖြစ်ဖြစ်ပါကျွန်တော်ကတော့သူ့ကိုဆွေးရပြရနေတယ်ကျွန်တော်အတိအမှန်ကြည့်မှာမဟုတ်ဘူးဆိုတော့2008ကိုကန်ဆယ်နေသေးကလပ်ပတ်လို့အခုကျွန်တော်တို့ပြောနေတယ်ဒီလို PCV အလုပ်ခွင့်နဲ့ကျွန်တော်တို့ဒီမျိုးစီပြောင်းစီဆိုတာကဘလို့မှအားမထမ်းချက်မရှိဘူးနော်ဆိုတော့ကျွန်တော်တို့သွားချင်တာကရီချင်းချင်းမဟုတ်ဘူးဆွေးရပြ ဒီလိုနောက်ထပ်တရားတက်လာလို့မျိုးမဟုတ်ဘူးကျွန်တော်တိုင်းကြီးကိုကျွန်တော်တို့ကအစ်တတဆောင်ကြောင်းလို့ခြင်းနဲ့ကျွန်တော်တို့ system change ကိုတော့ကျွန်တော်ဖြစ်တာပေါ့နော်အရဒေးစစ်တနေသူဆုံဆွနေဘူးကီဒရီစီပါဝင်တော်ရင်အင်အားစုတွေဘက်ကတောင်းဆိုထားတဲ့အချက်၆ချက်ကဆရာနာသိမ်းမှုကိုဖယ်ရှားပြီးစစ်တပ်ကနိုင်ငံရေးကနေအပြီးထွက်သွားဖို့လက်နက်ကင်တပ်တွေကိုဒီမိုကရေစီနည်းရယူချေထားတဲ့အရသာစွာရဲ့အောက်မှာထားဖို့၂၀၀၈ဖွဲ့စည်းပုံကိုအပြီးဖြတ်သိမ်းပြီး အသက်ပြန်သွင်းတဲ့သူတွေကိုတိုက်ဖြတ်ဖို့ဖွဲ့စည်းပုံအစ်စ်ကိုပြန်ရေးဖို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအစ်စ်ကိုတည်ဆောက်ဖို့နဲ့ပြစ်မှုကျူးလွန်ခဲ့တာတွေကိုတာဝန်ယူပြီးအတွင်ကုပြောင်းရေးကာလတရားလျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ဖို့ဆိုတဲ့အချက်တွေဖြစ်ပါတယ်။အဲ့ဒီအချက်တွေကိုမလိုက်ရောသမျှတော့စစ်တပ်နဲ့တွဆုံဆွေးနွေးမှုလုပ်မှာမဟုတ်ဘူးလို့လည်းအမျိုးသားအညီအညွတ်အစိုးရပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကလည်းပြောဆိုပါတယ်။စစ်တပ်ဘက်က၂008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေဆွေးနွေးဖို့ပြောဆိုထားပြီး တော်လှန်ရေးအင်အားစုတွေဘက်ကအဲ့ဒီဖွဲ့စည်းပုံကိုဖျက်ပြီးမှဆွေးနွေးဖို့ဆိုတဲ့တောင်းဆိုမှုတွေရှိတာကြောင့်တရုတ်အပါအဝင်အာဆီယံနိုင်ငံတွေနဲ့အနောက်နိုင်ငံတွေရဲ့သွေးဆုံဆွေးနွေးစီအိမ်ဘက်ကဖြစ်လာမှာမဟုတ်ဘူးလို့ဝါရင်နိုင်ငံကြီးလေးလာတုံးသက်သူဦးတန်းစုနိုင်ကထောက်ပြပါတယ်။အဲ့ဒီအခြေခံမူတွေပေါ်မှာနားလည်လက်ခံစစ်ကောင်စီဘက်ကမရှိသေးသမျှတော့ဆွေးနွေးဖို့ရတော့ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ပါဘူး။အာဆီယံဘက်ကိုယ်တိုင်ကထားထားတဲ့နော်ငွေငါးချက်နဲ့ပတ်သက်လို့စစ းနိုင်တဲ့လူရန်တရားလည်းမရှိတွေ့ဆုံဆွေးနွေးရေးတွေအားလုံးပါဝင်တဲ့တော့ကျွန်တော်တို့စီဝတ္တရားခေါ်ဆိုမှုဆိုတာဟာတံမြောက်ပြင်နေတာဒါလည်းလင်းနေကြပါဘူးအနာဒိစတဲ့ဘက်ကတော့တိုင်းရင်းသားတော်လိုင်းဖွဲ့တွေအနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကပေးထားတဲ့အတိုင်းသာတိုင်းရင်းသားတွေလူကျင်နေတဲ့နိုင်ငံရေးအမခံချက်ကိုပြီးနိုင်မယ်လို့ပြောဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ ကရင်ပြည်နယ်မြောက်ရီခရိုင်တောင်ဘက်စုကလီတိုက်နယ်ထိကပလဲစစ်ကောင်စီတပ်စခန်းကို KNL ပူးပေါင်းတပ်ဖွဲ့ကဇွန်လ22ရက်နေ့မှာအပိသက်တင်းစီနိုင်ခဲ့တယ်လို့စခန်းသိမ်းတိုက်ပွဲမှာပါဝင်သူတပ်မတော်ကပြောပါရယ်စစ်ကောင်စီထိကပလဲစခန်းဟာစခန်းရဲ့အတွင်းပိုင်းမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့အင်အား60လောက်စခန်းထိုင်ထားပြီး drone ပါကြာလိုင်းဖြတ်ချရေးစနစ်တွေလက်စစ်မီးစက်နဲ့အတူဆိုလာပြားတွေလည်းရှိနေပါရယ်စခန်းသိမ်းရရှိရေးအတွက် KNL ပူးပေါင်းတပ်ဖက်က ဇွန်လ3ရက်နေ့ကစတင်ပြီး drone နဲ့စတင်ပစ်ခတ်ခဲ့ရာတရက်ကိုဘုံသီး10လုံးကနေ35လုံးအထိထိခပလဲစခန်းကိုပစ်ခတ်ခဲ့တယ်လို့ KNL ဘက်က drone နဲ့ဘုံသီးကြဲချသူကပြောပါရယ်။အဲဒီနောက်ဇွန်လ21ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်မူတပ်ဖွဲ့တွေကခုခံစစ်ကိုမလုပ်တော့ဘဲစခန်းဆုတ်ခွာသွားခဲ့ကြတာလို့ဆိုပါရယ်။မြရီမြို့တောင်ဘက်မှာစခန်း၃ခုကျန်ရှိနေတဲ့အထက်ကစခန်းတစ်ခုစစ်ကောင်စီလက်လွတ်လိုက်ရပြီးတဲ့နောက်ဝေါ်လေးအနီးထိတိုက်လေစခန်းနဲ့ ဥက္ကဋ္ဌစခန်းနှစ်ခုကျန်းရှိနေပါတယ်။အဲ့ဒီလက်ကျန်စခန်းတွေကိုလည်း KNL နဲ့ပူပေါင်းတပ်ဖွဲ့တွေကနေ့စဉ်ပြစ်ခတ်တိုက်ခိုက်နေပါတယ်ခင်ဗျာ။မန္တလေးတိုင်းမြလိုင်မြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတို့ကိုလက်နက်ခဲယမ်းနေတဲ့သူဇွန်လ22ရက်နေ့မနက်9:00နာရီဝန်းကျင်မှာဖမ်းဆီးခဲ့တယ်လို့တောင်သာပကဖားစီကနေသိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးအောင်ဝင်းကိုမလိုင်မြို့ပေါ်ကစားတောက်ဆိုင်တဆိုင်မှာ တောက်စားမှုရဲ့တောင်းချံပြီးအပြင်ကို900ထွက်ဝယ်တဲ့အချိန်မှာတောင်သာပကဖရဲမဲအဖွဲ့ကဖမ်းဆီးခဲ့တာပါတက်တက်ဂျီနတ်တူ MA1 သနတ်တလက်5.56ကြီအတောင်250လို့ကိုပါဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်ဖမ်းဆီးမိတဲ့တက်ချက်ကြီးဟာမိထီလာဘက်ကနေမလိုက်မလုံးချုံတောင်းနေသူဖြစ်ပါတယ်လက်ရှိမှာတော့တုံပန်းဥရနဲ့ညီလုံချုံနဲ့တနေရာမှာထိန်းသိမ်းထားပြီးစစ်ဆင်းနေတယ်လို့တောင်သာမြို့နယ်ပကဖတာဝန်ခံက DPP ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကလည်း တောင်တာနယ်တွေကလမ်းပိုင်းတစ်နေရာလုံခြုံရေးစစ်ဆေးချိန်စစ်ကောင်စီတပ်ဖွဲ့ဝင် တက်ကြက်ကြီးအောင်ဖြိုးကိုတောင်တာမြို့နယ်ပကဖကအရှင်ဖမ်းဆီးရမိခဲ့ပါတယ်ခင်ဗျာလာမယ့်ဇွန်လ30ရက်နေ့ထိမိုးများနိုင်ပြီးကဘာပြုတ်ချမှုတွေဖြစ်ပေါ်နိုင်တာတွေကြောင့်မြေကမ်းပါးပေးနေထိုင်သူတွေအနေနဲ့ဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတိုက်တွန်းပြောဆိုပါရယ်ခေခိုင်သတင်းပေးပို့ထားပါရယ်ခင်ဗျာ လာမဲဇွန်လ20ရက်နေ့ကနေ30ရက်နေ့အထိစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ် မုံပြင်းနေ၊ကရင်ပြင်းနေ၊ပဲခူးတိုင်းအချစ်ဘက်အချမ်းနဲ့ရခိုင်ပြင်းနေတွေမှာမုံများနိုင်တယ်လို့မုလဝတ္တပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။တိုင်းဒါချက်တွေအရာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်အနီးကုန်းတွင်ပိုင်းထဲမှာလေပြင်းအားနဲ့ရဝတ်အသည်လေပွေလိုက်တခုဟာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တာကြောင့်ဇောလ30ရက်နေ့အထိမုံများနိုင်တာပါလို့သူကဆက်ပြောပါတယ်။ဒါကြောင့်ဘင်္ဂလားပင်လယ်အော်မှာအနောက်တောင်မုတ်တုံရဲ့အာကောင်ရာကနေအာအလုံးကောင်းတဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်လာနိုင်ပြီးမိုးပေါ်များ ားနိုင်တဲ့အတွက်ကံပါပြူကြနိုင်တာတွေဖြစ်ပေါ်နိုင်တာကြောင့်တတိထားဖို့လိုအပ်တယ်လို့ဆိုပါတယ်။ EOV နီးတက်လာပြီဆိုလို့ရှိရင်အဲသူကကျွင်းရေမှတ်ကိုတော့မရောက်ဘူး။အဲ save 15ပြည်ကနေပြီးတော့ပြည်20လောက်အထိလိုတာတော့ရှိတယ်သူတော့အဲ့ဒီမှာရေရှိကျန်သွားတာတွေနီးထိုးတာတွေအဲ့လိုကလေးဖြစ်ပြီးတော့ကံပါပြူတာတွေကဖြစ်တယ်။အဲ့တော့ကံပါနဲ့နီးတဲ့ဒေသတွေတတိထားဖို့ဆိုရဲအခု ခုချိန်မှာကတော့ကမ်းမပြူကြပြီးတော့အိမ်ကြီးပြူပြီးပါသွားနိုင်တဲ့အနေမျို ရာတွေကပြည်သူတွေအနေနဲ့ကတော့ပြေလွတ်ရအောင်ရွှေ့ထားပြောင်းထားဖို့တို့အတာကြည့်မယ်ဆောင်မပြူအောင်မယ်ဆိုလို့ရှိရင်တို့အဲကြောင်းအရင်ပေါ်တယ်အဲကြောင်းအရင်ပေါ်ပြီးတော့မှကန်းနဲ့နေတဲ့နေရာနေပြီးတော့ကမ္ဘာပြူတဲ့ဥကအတန်းအခြေကြီးကြီးကြားရတယ်ဝုန်းဝုန်းနဲ့အတန်းအခြေကြီးကြီးကြားရပါတယ်ဒီလိုအန္တရာယ်ရှိတဲ့နေရာတွေဒီဟင်းစားဝင်းကြီးဟင်းစားရဲ့မိခင်ပြည်တွေဒေသတွေခုနညောင်တုံးအခုအင်္ဂဘူးအစားတဲ့ဒေသတွေအဲ့ဒီနေရာတွေမှာတည်ထားပါမယ် ။ဒါအပြင်အရာဝတီမြစ်ဖြားဒေသတွေနဲ့ချင်းတွင်းမြစ်ဖြားဒေသတွေမှာလည်းမိုးဆက်လက်လျှော့သွန်းပြီးမိုးရေချိန်များနိုင်ကမြစ်ရေလည်းဆက်လက်မြင့်တက်လာနိုင်ခြင်းရှိတယ်လို့ဆိုပါတယ်။ဇွန်လ20ရက်နေ့နဲ့နဲ့စင်နာရီလောက်မှလည်းပဲခူးတိုင်းတောင်ငုံမြို့နယ်အတွင်းမိုးများပြီးတော့ကပောင်းချောင်းရေရှမ်းပြီးကြေရော်တွေမှာလက်တပြက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတယ်လို့ဒေတာခန်တွေကပြောပါတယ် ဒါကြောင့်တောင်ငုံမျိုးအနောက်ဘက်ရေကျန်ရှာရကုန်းကင်းစိတ်စတဲ့ကြေော်တွေအပောင်းဝင်လျက်တပြက်ရေကြီးမှုဖြစ်ခဲ့တဲ့ကြေော်ဆေရောလောက်ကဒေတာခန့်တွေဟာဘယ်လိုရောက်ကိုရာကြီးရွှေ့ပြောင်းနေရတယ်လို့ဆိုပါတယ်တောင်မမူလာတောင်ကြီးတွေပေါင်းပြီးတော့ဒီမဲချောင်းကနေပေါင်းဆက်ပြီးလာလာလေးကြီးပေါ်တာတော့တောင်ကြီးတွေပေါ်ပါ့။ညဆယ်နိုင်လောက်ကြီးအကြီးတက်တာပေါ့။ညတက်ပြီးတော့တက်ကြလိုက်တက်လိုက်တက်ဆက်ဆက်လိုက်ကြလိုက်အဲ့လိုဖြစ်ပြီးတော့ဆယ်နိုင်လောက်မှကြီးသွားတာ။ဒီမနေ့ဆယ်နိုင်လောက်မှာဒီတရက်လောက်တောင်မှာဘာမှမချောင်းဘူးတော့။ ဝင်ရတက်လဲဆိုရင်အခုကင်းစိတ်ပေါ့ကင်းစိတ်ရဲ့ဒီကမင်းရကင်းစိတ်ပေါ့ဘယ်ရတော့ဘုလို့တော့နေတော့ဒေတာဟိုမူရရင်လည်းလည်းကြောက်ဖို့ပါလေမူရမယ်ဆိုရင်ရတဲ့ကျိုးချင်ရရှိရတယ်ဘာလို့လဲရအောင်မစင်းသွားဆုံးပေါ့နော်ဒါရှိရတော့ရကြဝိုင်းပြန် ဒါအပြင်တောင်ငုံမြို့စူရဲရော်လေးကြောင်တရာနဲ့လက်ခုပ်ကုန်းတရာတွေဟာရုတ်တရက်ရေတိုးလာတာတွေကြောင့်ကျိုးကျပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့မိုးစလာကလည်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုန်တုံလေးအကောင်းနေတာကြောင့်မြန်မာကမ်းရိုးတဲ့တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာမိုးတက်လေပြင်းတွေကြောင်းနိုင်ပြီးလိုင်းကြီးနိုင်တယ်လို့ဒီကနေ့ဇွန်လ20ရက်နေ့မှာသတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနာယီကို မိုင်30အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာဆေးဘဲကနဲ့ဆင်းနပေလောက်ရှိနိုင်တယ်လို့ဆိုထားပါတယ်။ကျွန်မကခေခိုင်ပါ။ပဲခူးတိုင်းပြည်မြောင်းနားမှာဇွန်လ23ရက်ဒီကနေ့မနက်ပိုင်းက Enrich Task လေတပ်သမားနှင့်အဆင့်ရှိတဲ့ငလင်တစ်ခုလောက်ခတ်သွားခဲ့တယ်လို့အမျိုးသားညီရဲအစိုးရဌာနကထုတ်ပြန်ပါတယ်။ ဒီကနေ့မနက်6:32မိနစ်အချိန်ကပြည်မြို့ရဲ့တောင်အရှိတောင်ဘက်55ကီလိုမီတာအကွာမြောင်းအနက်30ကီလိုမီတာကိုဗဟိုပြုပြီးလောက်ခတ်ခဲ့တာလို့ဆိုပါရယ်။မြင်းငလင်တိုင်းတာဇက်တွင်လည်းဗဟိုချက်ရဲ့အနည်းဝေးပေါ်မူတည်ပြီးငလင်အားပမာဏနည်းနည်းကွာနိုင်ပါတယ်။စစ်ကောင်စီမိုးလေဝသဌာနကလည်းပြည်မြို့ရဲ့အရှိဘက်9မိုင်လောက်အကွာအနက်18ကီလိုမီတာအကွာကိုဗဟိုပြုပြီးအင်အားရစ်ရှာစကေ3.8အရှိ တုံးတက်သမား၈အဆင့်ရှိတဲ့ငလင်တစ်ခုလောက်ခတ်သွားခဲ့တယ်လို့ဆိုပါရယ်။ဇွန်လ22ရက်နေ့ညနေ9:53မိနစ်ကလည်းရိုက်ကော်မျိုးရဲ့အရှေ့မြောက်ဘက်9မိုင်လောက်အကွာမှာအနက်10ကီလိုမီတာကိုဗဟိုပြုပြီး Air Star Sky တုံးအဆင့်ရှိတဲ့ငလင်တစ်ခုလောက်ခတ်သွားခဲ့တယ်လို့ထုတ်ပြန်ထားပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပါမယ်။တရုတ်နိုင်ငံတောင်ပိုင်းစုံမင်းဆက်ရဲ့နောက်ဆုံးနှစ်တွေအတွင်းရှင်သန်ခဲ့တဲ့အမျိုးသားရေးသူရဲကောင်းနဲ့ပညာရှင်ဗိုလ်ချုပ်ဝမ်တန်ချန်ရဲ့အကြောင်းကိုထိုင်ဝမ်ဆိုရကပြဋ္ဌာန်းစာအုပ်တွေကနေဖယ်ရှားလိုက်ပါတယ်။သူဟာမွန်ဂိုတပ်တွေရဲ့ကျူးကျော်မှုကိုခုခံရင်းအဖမ်းခံရအပြီးမှာအထူးကြံသမုတ်တရာအတွင်းရွေးလင်ခြင်းလို့ခေါင်းစဉ်တက်ထားတဲ့နာမည်ကျော်ကြပြာကိုရေးဆက်ခဲ့သူပါ။ ဝမ်ဟာသူ့ရဲ့မျိုးချစ်စိတ်နဲ့မရင်ရိုင်တဲ့ခံယူချက်ကြောင့်လူသိများပါတယ်။သူ့ရဲ့အကြောင်းကိုပြဋ္ဌာန်းစာအုပ်တွေကနေဖဲတာဟာအမျိုးသားရဲ့လက္ခဏာကိုလိုက်စားစင်နိုင်တယ်လို့တရုတ်ပြည်မှာကြီးတောင်ပိုင်းကွမ်တုံပြည်နယ်ရှန်ကျန်းမြို့ကအကြောင်းဆရာတယောက်ကပြောပါတယ်။တင်ယုံအပြောင်းလဲအတွက်သမိုင်းဆိုင်ရာအချက်လက်တွေကိုရှင်းလင်းချက်အဖြစ်တင်ပြထားပါတယ်။ဒါဟာထိုင်ဝမ်နဲ့တရုတ်ပြည်မှာကြီးကြားသမိုင်းဝင်ဆက်ဆံရေးအပေါ်တက်ရောက်စင်နိုင်ပြီးနိုင်ငံတကာရည်တည်မှုအပေါ်မှာလည်းအကျိုးတက်ရောက်လာနိုင်တဲ့အတွက်စိုးရိမ်ပူပန်မှုတွေလည်းရှိနေကြပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးမှာပါဝိုင်းရင်ကွင်းရယ်လူ ကာဆိုလာခြေစွမ်းပြမှုနဲ့တူအိုဗီယက်တိုအသင်းကနှစ်ပေါင်း24နှစ်အတွင်းပထမဆုံးကြိမ်ဖြစ်လာလီဂါစီကိုတန်းပြန်တက်ခွင့်ရရှိသွားပါတယ်။စပိန်လိနစ်မှာအဆင့်3ရရှိခဲ့တဲ့အိုဗီယက်တိုအသင်းဟာပလေးအော့ဖ်ဆီမီဖိုင်နယ်မှာအယ်မာရာယီ အမရီယာကိုအနာရခဲ့ပြီးဘောလုပွဲမှာလည်းမီယန်ဒက်စ်ကိုနှစ်ကြော့ပေါင်း3ကိုနှစ်ကိုရလနဲ့အနာရကလာလီဂါစီကိုတန်တက်ခွင့်ရခဲ့တာပါ Playoff ဘောလုပွဲပထမအကြော့မှာတကိုးကိုမရှိနဲ့ရှုံးနိမ့်ခဲ့ပေမဲ့ဒုတိယအကြော့အင်ကွင်းမှာအချိန်ပိုအသွင်းကိုနဲ့အနာရခဲ့တာပါအဲ့ဒီပွဲစဉ်မှာအသက်40ရှိဖြစ်တဲ့ကာဆိုလာကပန်နတီကနေတဆင့်ဥဆောင်ကိုသွင်းပေးခဲ့ပြီးပွဲရဲ့အကောင်ဆုံးကစားသမားဖြစ်လာခဲ့တာပါအာဆင်နယ်ကစားသမားဟာ2023ခုနှစ်ကမွေးရည်မြစ်ကလပ် အိုဗီယက်တိုကိုပြန်ပြောင်းရွှေ့ခဲ့ပြီးနှစ်နှစ်အကြာမှာလာလီဂါစီကိုတန်းပြန်တန်းနာအောင်ကူညီနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီဗီဗီအမြင့်တန်းကြရင်နေ့လယ်နားရီသတင်းတွေကိုဒါရိုက်ကြည့်ရှုခဲ့ရတာပါညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကို ဖြစ်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ